ောင်းမမင်္ဂလာပါခင်ဗျာဘူလာလဟောင်း90ကလည်းကြိုးစားပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြောင်းမဲ့ပွဲပေါင်းအချို့ကိုပွားမှာဖြစ်ပါတယ်ဗျာမနေ့ကကစားခဲ့တဲ့ပွဲတွေမှာတော့ Friday night မှာတော့ Girona နဲ့ Espanyol ပွဲကိုပေါင်းအောင်အပေါင်းတရာ Water Bremen then body အနှုတ်တရာဖြစ်ခဲ့ပါတယ်ဗျာမနေ့ကသတူရဲ့ရောင်းပွဲတော့အောင်မြင်ခဲ့ပါတယ်ဒီနေ့မှာလည်းသတူကလည်းရောင်းပွဲထွက်ပါလိမ့်မယ်ဗျာစိတ်ဝင်စားတဲ့သူတွေအောက်က comment မှာပါညာတော့ရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ပြီးတော့ဘောလုံးပွဲတွေကို စိတ်ချယုံကြည်တဲ့နေရာမှာကစားကြံတဲ့ညီကိုတွေအတွက်ကိုကြီးကျော်ခွန်၈၉နဲ့တွားရောက်ဆက်သွယ်နိုင်ပါတယ်။အပေါင်းကုန်းကကိုကုန်ကုန်၃ကနိနေ၆၁၁အဲ့ဒီနံပါတ်ဒီ Viber မှာလည်းရှိတယ် Telegram မှာလည်းရှိတယ်။တွားရောက်ဆက်သွယ်ပတ်စံထည့်မယ်ဆိုတော့ဤတွားမလို့နဲ့သူတို့ကစိမင်းစည်းကမ်းနေရှိတယ်မေးကိုတဲ့လည်းအဆင်ပြေတယ်သူတို့တတ်မှတ်ထားတဲ့ပေါင်ထဲမှာလည်းနေနိုင်တယ်ဆိုမှအကောင့်ဖွင့်တဲ့အလုပ်ငွေသွင်းတဲ့အလုပ်ကိုလုပ်ပါဗျာ။ကျွန်တော်ကြုံကြံပြီးတယ်ဆိုတော့ကဒီဘဲတွေကငွေကြေးပိုင်းဆိုင်ရာစိတ်ချရတယ်။ဒါပေမဲ့ဟိုဘောလုံးဘွဲက တိုက်ရိုက်ကြည့်ပြီးကစားရတဲ့ပွဲတွေဖြစ်နေတော့စီမင်းစည်းကမ်းတွေရှိတယ်ဟိုမလို့ရဒီအောင်မလို့ရဆိုတာတွေရှိတယ်ပြီးကမှဟိုကိုပ္ပစံတက်ကိုအာယုံနောက်နေတာမျိုးကျွန်တော်စီကိုလာပြီးတော့ဒကြည်ကြည်ပြောနေတာမျိုးဟာကိုကြော်ညာပေးလို့သွားဆော့တာဗျာဒီဘဲတွေကဟိုမလို့ရဒီအောင်မလို့ရနဲ့ဆိုတာမျိုးကျွန်တော်လည်းမဖြစ်စေချင်ဘူးခင်ဗျားတို့ကိုလည်းမဖြစ်စေချင်ဘူးကျွန်တော်ကြားလည်းမကြားချင်ဘူးကျွန်တော်ဘာကြောင့်ကြော်ညာပေးရတာလဲဆိုတော့လောင်စာလုတ်တဲ့အခါယုံကြည်မှုရှိဖို့ယုံကြည်မှုရဖို့ဒီကလိုတယ်အဲ့ဒီဘဲတွေရှိမှာအဲ့ဒီစံနှုန်းရှိတယ်ငွေကြေးပိုင်းဆိုင်ရာယုံကြည်စိတ်ချမှုရှိတယ်ကျွန်တော်တော့ကိုယ်တိုင်ကိုရေးပဲ Brentford နဲ့ Manchester United တို့ကစားကြမဲ့ပွဲဒီနေ့ရဲ့ Premier League အစောပဲဗျဒီပွဲမှာတော့ Brentford အသင်းပေါ်ကြီးကြိုက်တယ်ဗျမမဆဆတော့ပြောမနေတော့ပါဘူးမယုံပွဲဆိုတော့ Chelsea နဲ့ Brighton ကစားမဲ့ပွဲဒီမြန်မာစံတော်ချိန်7နာရီခွဲမှာဖြစ်ပါတယ်အဲ့လိုပဲ Crystal Palace နဲ့ Liverpool ကစားမဲ့ပွဲဒီမြန်မာစံတော်ချိန်7နာရီမှာဖြစ်ပါတယ်အဲ့ဒီနှစ်ပွဲဒီအသင်းကြီးနှစ်သင်းကနေကျင်းဝင်ရိုးအတူတူဖွင့်ပေးထားတဲ့ပွဲတွေဖြစ်ပါတယ် Chelsea သင်းကနေ Brighton အသင်းကို Boris J 1.95 ठी ပေးထားတယ်ကိုပေါင်းကျဲက3ပေါင်း20ဆိုပြီးတော့ပေးထားတယ်အဲ့လိုပဲ Crystal Palace အသင်းကို Liverpool ကလည်းအဲ့ဒီဂျေပဲ Boris J 1.90ပေးထားတယ်ကိုပေါင်းကျဲကတော့3ပေါင်း60နီးပါးလောက်ပေးထားတယ်ကျွန်တော်ဒီဒီ Japan Bonnet League တော့ဟိုပြင်သစ်လီဂူတော့ကိုတိတ်အားထည့်တဲ့လူတိတ်သွားလေးရှိတဲ့လူမဟုတ်တဲ့အတွက်ဟိုကျွန်တော်အဓိကထားတဲ့ league နှစ်ခုပေါ့ City နဲ့ဒီ Premier League ရဲ့ La Liga ရဲ့ဒီနေ့မှာ စီရီနဲ့ပရီးမီးယားလိမှာအဲ့ဒီတရနှုတ်တရဝင်ရော၃ချောင်းရှိတယ်။အဲ့ဒီ၃ချောင်းလုံးရှင်ကြည့်ပြဂျူဗန်တက်နဲ့အက်လန်တာပေးထားတဲ့ဂျေးကပြင်လုံးပဲ။အဲ့ဒါကြောင့်ဒီနေ့ဂျူဗန်တက်ပေါ်ဒီကျွန်တော်ကြိုက်တာ။ဆိုတော့ဒီနေ့မှာချယ်ဆီကဘရက်တန်သင်းကိုဒီ190 195ဆိုတဲ့ပေါ်ဒီဂျေးပေးလာတယ်။ဒီနေ့သင်းအဆင့်မှမတူတာဗျာ။ဟိုဒါပေမဲ့တခုတော့ရှိတာပေါ့။ပရီးမီးယားလိကြီးလျှောက်ကြီးထဲမှာချယ်ဆီရဲ့လီဗာပူးရဲ့မန်ချက်စတာယူနိုက်တက်ရဲ့အာဆင်နယ်ရဲ့မန်စီးတီးရဲ့တော့တန်ဟော့စ်ပါရဲ့အဲ့ဒီကြီးလျှောက်ကြီးအသင်းထဲမှာချယ်ဆီဟာ ဟိုဒီရဒီမှာဘူကီအထင်မကြီးတဲ့အသင်းလို့ကျွန်တော်ယူဆထားတယ်။ဘာကြောင့်လဲဆိုတော့ဟိုချက်စီရဲ့ဘော်ဒီချေးတွေဒီပြင်းတဲ့လောက်မပြင်းဘူးဗျာ။ဒါမျိုးချေးတွေရှေ့မှာကျွန်တော်တို့အများကြီးတွေ့ခဲ့ရပြီ။ Brentford နဲ့ကစားတဲ့ဝေဝင်ပွဲမှာလည်းခုလိုရွယ်ပတ်သူပေးခဲ့တာ။ဆိုတော့ချက်စီနဲ့ Brighton ဒီအဆင့်တူအသင်းမဟုတ်ဘူးဗျာ။အဆင့်တူအသင်းမဟုတ်တဲ့ဟာကိုအိမ်ကွင်းကြီးမှာတဝိုးသွင်းတာနဲ့အပြစ်နိုင်ဆိုတဲ့အတွက်အဲ့ဒီပွဲမှာကျွန်တော် Brighton အသင်းရဲ့ဘော်ဒီတကြောင်မှကျွန်တော်ကြိုက်တယ်။ နောက်တစ်ပွဲလီဗာပူးနဲ့ခရစ်စတယ်ပဲလစ်တဲ့အဲ့လိုပဲလီဗာပူးဒီချန်ပီယံဖြစ်မဲ့အသင်းများခရစ်စတယ်ပဲလစ်ကတော့တန်းငယ်ကိုရောက်ဖို့ကြိုးစားနေတဲ့အသင်းသို့သော်သူယူရိုပါလိပဲရရဘာပဲရရလီဗာပူးနဲ့ပဲလစ်ဒီအဆင့်တူမဟုတ်ဘူးဒီဘက်မှာနေသောလီဗာပူးဟာဟိုဂျာခွေးမှာတော့များဝမ်ဒီဝင်ရိုးပေးခဲ့သေးတာပဲဆိုတော့ဒီပွဲ190ဆိုတာကြီးကဒိဗယ်မကြည့်ဘူးခရစ်စတယ်ပဲလစ်အသင်းပေါ်ကြီးကျွန်တော်ကြိုက်တယ်နောက်ထပ်တစ်ပွဲကလီယူနိုက်တက်နဲ့ဘုံမောက်တို့ကစားကြမယ့်ပွဲဒီပွဲမှာ အဝဲခွင်းဘုံပေါက်ကနေတရေအနှုတ်35ပေးထားတယ်ကိုပေါင်းကျဲကနှစ်အနှုတ်80ပေးထားတယ်ဒီဘက်မှာဘုံပေါက်အသင်းရဲ့ body ကြိုက်တယ်ကိုပေါင်းအပေါ်ကြိုက်တယ်အပေါ်ကိုကျွန်တော်ဇုံလိုက်ကြိုက်တယ်မန်စီးတီးနဲ့ဘန်လီကစားကြမဲ့ပွဲအဲ့ဒီပွဲက7နိုင်ခွဲပွဲပဲမန်ချက်စတာစီးတီးအသင်းကဘန်လီအသင်းကို2.20ပေးထားတယ်ကိုပေါင်းကျဲက3အနှုတ်30လောက်ပေးထားတယ်ဆိုတော့မန်စီးတီးဒီဘန်လီကိုပေးထားတဲ့ခြေတည်ဖြစ်တဲ့ဖြစ်ထိုက်တဲ့ခြေတန်းတစ်ခုပဲ2ဒီဝင်ရိုးဆိုတော့ဘာကြောင့်လဲဆိုတော့ရှစ်ရှစ်မှာဘန်လီက ကြရက်အသင်းကြီးတွေနဲ့ကံခဲ့ပြီးပြီအဲ့ဒီကြေးတွေနဲ့နှိုင်းချိန်ကြည့်မယ်ဆိုရင်မန်စီးတီးရဲ့လက်ရှိပေးထားတဲ့ဒုတိယဝင်ရိုးဟာပြင်းတယ်မပြင်းဘူးဆိုရင်တော့မပြင်းဘူးလို့အကြောင်းပြမယ်ဆိုရင်တော့ဒုတိယဝင်ရိုးဒီပေးသင့်ပေးထိုက်တဲ့ခြေတန်းတစ်ခုထက်ကိုနည်းနည်းလေးပိုပြီးတော့တောင်းပေးထားတယ်ပြည်ပြန်ရှိတာကမန်စီးတီးဒီချန်ပီယံလိပွဲရှိတဲ့လူတွေကိုဟိုလူတွေထဲပါမလားဒီလူတွေထဲပါမလားတွေးတရားပြောတရားရှိပေမဲ့လက်ရှိမန်စီးတီးရဲ့နံပါတ်9ရိုးမှာဟာလန်ကိုမထည့်ဘူးဆိုရင်ဘယ်သူထည့်တရားရှိလို့လဲဒီကစားသမားပဲပါလာအောင်ပါ နောက်တစ်ခုကွင်းလင်အားကစားသမားတွေဒီကစားသမားတွေလက်ရှိကစားနေတဲ့ကစားသမားတွေဒိုကူတို့ဒီဘာနာဒိုဆေးဘာတို့ဖိုဒန်တို့ဂျီလူတွေကိုအောက်ပြီးတော့ကစားတဲ့မန်စီးတီးမှာရှိမှမရှိတာဆိုတော့ဒီပွဲနဲ့မန်စီးတီးတွေလူသုံးတက်ဆုံနဲ့ဖြစ်လာလိမ့်ဦးမယ်လို့ထင်ပါတယ်ဒီပွဲကပြီးခဲ့တဲ့ဂျာယက်မှာကစားခဲ့တဲ့စပိန်လာလီဂါပွဲရီယယ်အိုဗီယာဒိုနဲ့ဒီဘာစီလိုနာတို့ကစားကြတဲ့ပွဲအဲ့ဒီပွဲနဲ့တပုံစံနဲ့တောင်ဖြစ်လာဖို့ရှိတယ်ကျွန်တော်ဒီပွဲမှာမန်စီးတီးပေါ်ကြီးကြိုက်တယ်ကိုပေါင်းမှာပါကျွန်တော်ကိုပေါင်းအပေါ်ပါကျွန်တော်ကြိုက်တယ် Northern Forest နဲ့ Sunderland တို့ကစားကြမဲ့ပွဲဒီပွဲကမြန်မာစံတော်ချိန်7:00နာရီပါဗျ။ဒီပွဲမှာ Asian Northern Forest အသင်းကနေတန်တက် Sunderland အသင်းကို Borje 180ပေးထားတယ်၊ကိုပေါင်းကြီးက2.80ပေးထားတယ်။ Northern နဲ့ပတ်သက်ပြီးတော့သတိထားရမှာကဒေသဲဒီမနစ်ကရာသီတဲကခြေတန်းတားပြော့တယ်။မနစ်ကရာသီမှာ Dog Shop ခြေရီအောင်တာသွားကြည့်ကြည့်တရေနှုတ်20 30တရေနှုတ်90တရေနှုတ်60အဲ့ဒီတက်မပေါ်ဘူးဒီရာသီမှာလဲ Northern Forest ဒီအတိုင်းပဲဖြစ်လာပြန်ပြီ ီအတိုင်းပဲတောင်လျှောက်ရာသီအစတည်းကကြေးတွေဖွင့်ပေးလာတယ်ဆိုတော့ဒီကြေးတွေပျော့လားပြင်းလားပြောရင်တော့ဟိုပျော့တဲ့ဘက်မှာတော့ရှိတာပေါ့ဗျာဘာလို့လဲဆိုတော့ Notion Forest လက်ရှိမှာ Regenta မြင့်နေတဲ့အသင်းစပိန်ဝင်သွားပြီးတော့ Robot ပဲကလာခဲ့တာဗျာဘတ်တက်လိုအသင်းကိုတော့အနိုင်ရလူနီးစဲစဲခံချခဲ့တဲ့အသင်းကဒီတန်တက်ဆန္ဒလင်းကိုတကောစွမ်းနာနဲ့အပြည့်ရမယ်ဆိုတာကြီးကတော့မဟုတ်သေးဘူးကျွန်တော်က Notion နဲ့လည်းတိတ်အကျိုးအကျိုးမပေးဘူးဗျာဒီဘက်မှာကျွန်တော်ဆန္ဒလန်အသင်းပေါ်ကြီးကြိုက်တယ်ကိုပေါင်းမှာကျွန်တော် Go Out ကိုကြိုက်တယ် တော့တန်နဲ့ ኡ ဗန်ဒန်တို့ကစားကြမဲ့ပွဲဒီပွဲကတနိုင်ခွဲမှာဖြစ်ပါတယ်ဒီပွဲမှာအင်ရှင်တော့တန်ရန်တင်းကနေဘော်ဒီဂျေ120ပေးထားတယ်ဂိုးပေါင်းဂျေက3ပေါင်း60လောက်ပေးထားတယ်တော့တန်နဲ့ ኡ ဗန်ဒန်ကွာကြီးပါဗျာတော့တန်လိုတင်းအများကြီးကစားသမားတွေဖြစ်တင်းထားတာကျွန်တော်အင်ရှင်တင်းကနေဘော်ဒီဂျေတင်းနှုတ်90ပေးရင်တော့မကြိုက်တာဗျာ120ပေးရင်ဘလို့မှကြိုက်စရာအကြောင်းမရှိဘူးဒီပွဲမှာ ኡ ဗန်ဒန်အသင်းဘော်ဒီတစ်ကြောင်းပဲကြိုက်တယ်ပြီးတော့ဒီပွဲမှာ ኡ ဗန်ဒန်ကိုရမယ်လို့လည်းထင်တယ်ဂိုးပေါင်းအပေါ်ပါကြိုက်တယ်တော့တန်ရန်တို့နိုင်သွားရင်တကူပဲလို့ကျွန်တော်ယူဆတယ် နောက်ထပ်တစ်ပွဲကမက်ဒရစ်တာဘီပွဲအီတီကိုနဲ့ရီယယ်မက်ဒရစ်ကလာမဲ့ပွဲ7:45မှာဖြစ်ပါတယ်ဒီပွဲမှာအက်တဲ့မက်ဒရစ်ကနေရီယယ်မက်ဒရစ်အသင်းကနေဘော်ဒီချေတရင်နှုတ်35ပေးထားတယ်ကိုပေါင်းချေကအဲ3ပေါင်း65လောက်ပေးထားတယ်ဆိုတော့ရီယယ်မက်ဒရစ်နဲ့ပတ်သက်ပြီးတော့သတိထားရမှာကမက်ဒရစ်အသင်းဒီပယ်နယ်တီတွေတောက်လျှောက်ရနေတယ်ဒီအသင်းကိုတိုင်ကူတဲ့ပုံစံကတစ်မျိုးဘာစီလိုနာအသင်းကိုတိုင်ကူတဲ့ပုံစံကတစ်မျိုးမက်ဒရစ်ကိုတိုင်ကူတဲ့ပုံစံကပယ်နယ်တီဒဲကြီးတွေပေးပြီးတော့ဟိုဂိုးတွေရနေတယ် ဲ့ဒါတော့မဟုတ်သေးဘူးဆိုတော့ဒီပွဲမှာ one swap မှာကစားတဲ့ညီကိုတွေဆိုရင်ဒီပွဲ penalty ရနိုင်တယ်ဆိုတော့လောင်ကျေဖွင့်လက်မှုရှိတယ်ဆိုရင် yes လို့တောင်းလုတ်တဲ့နေပဲ။ဘာကြောင့်လဲဆိုတော့ metric penalty ရတယ်တဲ့နှုံကြီးကတော်တော်ကြီးကိုလွန်နေပြီဗျာ။ champion league မှာလည်းရတယ်။ဟိုဘယ်ပွဲမှာမဆို metric က penalty ရနေရဆိုကြီးကတခါလေတချို့ပွဲတွေမှာဒူးစီးနဲ့နိုင်တယ် penalty နှလုံးလုံးပါတယ်။အဲ့ဒီအနေထားကြီးကတော့ဒီ metric လို့အသင်းမျိုးအတွက်တော်တော်ကြက်တီတုံးတယ်ဗျာ။ကျွန်တော်ဒီပွဲမှာ etico metric အသင်းပေါ်ကြီးကြိုက်တယ်။ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်ကြိုက်တယ် နောက်ထပ်တပွဲကဘီလာရီယက်နဲ့ဘီဘာဝိုတို့ကစားကြမဲ့ပွဲဒီနေ့လာလီဂါထဲမှာဒီပွဲတော်တော်လေးမိုက်တယ်ဒီပွဲစတဲ့ချိန်မှာဘီလာရီယက်အတင်းကတရင်နှုတ်တရားဗျအခုကျွန်တော်ထိုင်ပြီးပွားနေတဲ့အချိန်မှာကိုတရင်အနှုတ်60အထိဖြစ်သွားတယ်တရင်နှုတ်တရားဝင်ရောကနေတရင်နှုတ်90ဝင်ရောအထိကြီးကျသွားတယ်ပြီးတော့ဂိုးပေါင်းကြီးတည်နှစ်အနှုတ်အာဂိုးပေါင်းကြီးကနှစ်အနှုတ်80ဖြစ်လာတယ်ကျွန်တော်ကဒီဘွဲမှာအစားကဂိုးအောက်တစ်ကြောင်းနဲ့ကျွန်တော်ကြိုက်နေတာဗျာအခုဒီတိုင်းဆိုရင်ဘီဘာဝိုအသင်းဘော်ဒီမှာကျွန်တော်ကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ဒီနှစ်သင်းအဆင့်တူအသင်းမဟုတ်ဘူး။ဗီလာရီယက်နဲ့ဘီဘာဝိုဒီ ဘီလာရီရဲ့ကြည်မြင့်တယ်ပြပါဘောကဘိုဂီဟိုတိတ်အာယုံကြတဲ့အတင်မဟုတ်ဒီဘော်ဒီကြိတ်တိုင်းတရေနှောင်း90အတိုင်းပဲသွားမယ်ဆိုရင်ဒီဘွဲမှာပြပါဘောအတင်ဘော်ဒီကြိုက်တယ်ဂိုးအောက်ပါကျွန်တော်ကြိုက်တယ်ဆိုတော့ sorry လက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ကြီးမြန်သောအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ